ဖေအမေညီမလေးနဲ့အဖွားဖြစ်သူတို့ကိုတစ်ချိန်တည်းမှာဆုံရှုံလိုက်ရတဲ့တဦးတည်းကြံခဲ့တဲ့သားလေးဝါဆိုကိုရှင်ပြုတ်ပေးခဲ့ပြီးသားအရှင်လေးလိုမွေးစားလိုက်ပြီးဖြစ်တဲ့အဆိုတော်ရဲနှောင်တို့ဇနီးမောင်နှံမင်္ဂလာပါပရိသတ်ကြီးပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးကြောင့်အဆိုတော်ရဲနှောင်ရဲ့ရောက်ခမဖြစ်သူမိသားစုဝင်တွေဟာ Sky Villa Control ပြုကြမှုမှာပါသွားခဲ့ပြီးတနေရာထဲမှာပဲကွယ်လွန်သွားခဲ့ကြရတာဖြစ်ပါတယ် ဆိုတော့ရဲနောင်ရဲ့ဇနီးဖြစ်သူမနှင်းစီလင်းဝင်းရဲ့မိခင်ဖြစ်သူနဲ့အတူအမားဖြစ်သူမတ်ပဲပဲခဲဟိုဖြစ်သူနဲ့ဒူမာလီဖြစ်သူဒိုဒိုလိုဟာလေကွဲလွန်နှိမ့်ဆရောက်ခဲ့ကြရတာပဲဖြစ်ပါတယ်အမားဖြစ်သူရဲ့မိသားစုဝင်တွေကတယောက်ပဲခြံခဲ့တဲ့တူလေးဝါဆိုကိုတော့မနှင်းစီလင်းဝင်းနဲ့ဆိုတော့ရဲနောင်တို့ကသားအရှင်တယောက်လိုစောင့်ရှောက်သွားမှာပဲဖြစ်ပါတယ်အခုဆိုရင်လေကွဲလွန်သောမိသားစုဝင်တွေကိုရည်စူးပြီးတူဦးနဲ့ခြံခဲ့တဲ့သားလေးဝါဆိုကို ရှင်ပြုတ်ပေးခဲ့တာပဲဖြစ်ပါတယ် ဝါဆိုလေးကိုတော့ကိုရင်လေးရှင်သောပနာဆိုတဲ့ဘွဲနာမည်နဲ့ရှင်ပြုပေးပြီးကိုရင်ဝစ်စေခဲ့တာလည်းဖြစ်ပါတယ်။ကွန်တိုပြုချမှုထဲမှာပါသွားခဲ့ပြီးကွယ်လွန်သွားခဲ့ရတဲ့ဒူဒူလေးကဆိုရင်ပြီးခဲ့တဲ့မတ်လ25ရက်နေ့ကမှအသက်3နှစ်ပြည့်ထားခဲ့တာလည်းဖြစ်ပါတယ်။တူတူလေးရဲ့မွေးနေ့မှာမိသားစုဝင်တွေဘလောက်တောင်ပျော်ရွှင်ခဲ့ရလဲဆိုတာကိုတော့ရဲနောင်ရဲ့ဇနီးဖြစ်သူမနှင်းစီလင်းဝင်းကအခုလိုပြောပြထားတာလည်းဖြစ်ပါတယ်။ အရှင်လဒီလိုရက်3လပိုင်း25ရက်နေ့ဒိုးအိမ်ရဲ့အငယ်ဆုံးလေးဒိုးပေါ့ဆာလေးရဲ့မွေးနေ့မနက်9နာရီခန်းကမမကြီးကထပြီးတော့ဆွန်ဟင်းတွေချက်တယ်ကွန်တိုအောက်ကဆက်ကျူရတီတွေအတက်ကြာဆန်တွေကြောသူ့သမီးငယ်လေးကကျောင်းနှစ်ကျောင်းဂျင်းနဲ့မိသားစုတွေအတူတူအားလုံးကိတ်ခွဲချင်တယ်ပြောတော့ကိတ်မုတ်လေးလုံးမှပြီးကျောင်းနှစ်ကျောင်းလုံးမှရောဂျင်းမကတီတီဦးဦးနေနဲ့ပါကိတ်ခွဲခဲ့ကြတာနေ့လယ်ကျတော့မိသားစုတွေထမင်းထွက်စာတရိတ်ဆိုင်ဝင်းရမှာသွားလဲကြညကျတော့ဟော်ပေါ်စာမိသားစုတွေစားလိုက်နားလိုက်နဲ့ရည်ရည် 某某表示啊，姐。 ဟပေါ်ဆိုင်ကပြန်လာတော့အဖေနဲ့အမေကကိုရီကားပေါ်မှာပါလာတာည9နာရီကျော်စီမလာရီစင်ကက်ဖို့အတွက်ဖျားပန်းလိုလိုတော့အမေကလိုက်ရှာဝယ်ပေးသေးတာအဲဒီလိုနေရမျိုးတွေဘဝမှာပြန်မရနိုင်တော့ဘူးလို့တခါမှတော့တွေးမကြည့်ဘူးဘူးလီလာပိုင်း25ရက်နေ့ကမိသားစုတွေအတူတူမရှိကြတော့ဘူးဒွင်ရဲ့ပင်မထောက်တိုင်းချင်းအမေရဲ့စကားတခွန်းဆိုပြီးတဲ့ဒွင်ကြီးမှအမေဆိုတာလည်းမရှိတော့ဘူးစကားတွေအရန်ပြောအိမ်မှာသူရှိရင်မပြင်းရမုံတွေအစားတောက်တွေဆိုရင်သူများကိုအရန်ကျွေးခြင်းနဲ့သူ ူရှိရင်မုံဆိုတာရှမ်းပဲစားရဘယ်နေရာမဆိုသူအကုန်တိသူအကုန်တက်အကုန်လုတ်ပြတတ်တဲ့အမကြီးလည်းမရှိတော့ဘူး စကားပြောရင်အတန်တူတူလေးနဲ့တအိမ်လုံးဖြစ်ချင်တာဆိုရင်မကြီးမညူလှုပ်ပေးရှာတဲ့သူ့ရဲ့သားနဲ့သမီးသူမိမကိုအရန်ချစ်တတ်တဲ့ဆံပြားဖခင်ကြီးငါအကူလည်းမရှိတော့ဘူးစကားတန်တေးတေးလေးနဲ့တီတီတာတာပြောတဲ့သူညမလေးကိုတိတ်ချစ်ပြီးအရန်ချောတဲ့သမီးလေးလည်းမရှိတော့ဘူးလွန်လိုက်တာရှင်ထဲမှာနစ်နေတာပဲငါအကူရဲ့သမီးလေးတို့ကိုချီအမေနဲ့အမကိုလက်တွဲပြီးပြန်လာပါတော့ဟာဟုဆိုကမနင်းစီလင်းဝင်းကကွန်တိုပြချမှုမှာပါသွားခဲ့တဲ့တူတူလေးရဲ့၃နှစ်နဲ့တလားပြည့်မွေးနေ့လေးမှာ င်းစိတ်မကောင်းစွာနဲ့ပြောထားတာလည်းဖြစ်ပါတယ်အခုဆိုရင်တော့မိသားစုဝင်တွေမစုံလင်တော့ပေမယ့်တူတဲ့ကြံခဲ့တဲ့သားလေးကိုတော့သားအရှင်လိုပြုစုဆောင်ရှောက်ပြီးမိဘတို့ရဲ့ဝတ္တရားရှိတဲ့အတိုင်းရှင်ပြုအလိုပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်